ဗီဒီယိုနှစ်ခုကအပြန်ရှင်းပြတာဘယ်လိုလုပ်ရတာလဲကြားတယ်။ Okay သူပြောတဲ့ပုံစံကမေချိုဒီလိုတင်ကြားတဲ့ပုံစံမျိုးတစ်နည်းမေချို TikTok AI ရဲ့ idea ဆိုတဲ့ cluster မှာတင်ကြားလာပေးတယ်။ဘာကြောင့်မေချိုကိုယ်တိုင်ဒီလိုမျိုးကိုရှင်းပြီးတော့တင်ရလဲဆိုတော့ဒီအတန်းထဲမှာမေချိုကိုယ်တိုင်ပဲတင်ပေးတယ်။မေချိုကိုယ်တိုင်ပဲနားလဲလွဲ့အောင်နှုတ်သက်သွားအောင်လက်တွေ့တွေရအောင်တစ်တစ်ချာလေးစနစ်တကျလေးတင်ပေးတယ်ဆိုတာမေချိုဒီထဲမှာပြတာကိုကိုယ်တိုင်တင်ကြားထားပေးတဲ့ပုံရိပ်လေးတွေကိုဒီထဲမှာဗီဒီယိုနှစ်ခုဘလို့ ရှင်ပြတော့ဘလို့လောက်ရမလဲဆိုတဲ့အချက်လေးကိုဒီထဲမှာပြောပြပေးမယ်ဒီလိုလေး Pandy World ခက်ခက် edit ကိုသွားမယ်အ edit ထဲဝင်မယ်ဒီမှာ new project ထဲကိုသွားမယ် new project ထဲမှာသွားမယ်ကိုလောက်ချင်တဲ့ video နှစ်ခုလေးတော့ရှိရမှာပေါ့နော်အဲ့ဆိုဒီမှာရေဒီ video လေးရေဒီ video လေးရေနှစ်ခုယူလိုက်မယ် video နှစ်ခုယူတဲ့အခါမှာ minute တွေ second တွေ တစ်ထပ်ထဲကြရတယ်ဆိုရင်တော့ပို့ပြီးတော့လုံရတယ်လို့ရတယ်။ဟော Okay DPO နှစ်ခုမင်းတို့ယူပြီးတိုင်းဒီဘက် college ဆိုတာဘက်ကိုဝင်ပေးလိုက်ပါ။ college ဆိုတာရောက်တဲ့ခါကျရင် तू ကပုံစံအမျိုးမျိုးလေးနဲ့ပြပေးတယ်ဗောနော်။ဘယ်ပုံမျိုးနဲ့ကိုက video edit လုပ်မှလဲဆိုတဲ့ရွေးချယ်လို့ရအောင်ဒီမှာ6ခုတော့ပေးထားတယ်နော်။ ်တချမ်းကြီးတချမ်းတေးအပေါ်အောက်ဘေးဆောင်အဲတချမ်းတေးတေးလေးပေါ်မယ်တချမ်းကြီးကြီးလေးပေါ်မယ်โอเคမစ်ချွာဒီဟာလေးယူလိုက်မယ်ကိုစိတ်ကြရအမှန်ချက်လေးချလိုက်ပါနောက်ထပ်ဒီထက်မှာ site ချိုးလေးပြင်လို့ရတယ် reach ထိုးတဲ့ဝင်ဘယ် site သွားမှလဲ YouTube လိုမျိုးပုံစံမျိုးသွားမှလားကိုက TikTok မှာ video တင်မှလားအမျိုးမျိုး site လေးတွေကိုစိတ်ကြရွေးချယ်ဖန်တီးလို့ရပါတယ် ကိုစိတ်ကြိုက်ရွေးချယ်လို့ရသွားပြီဆိုရင်ဗီဒီယိုအက်ဒစ်လုပ်ဖို့ဒီကတ်ကြီးဆိုတဲ့နေရာလေးထဲဝင်ပေးပါဒါမှဗီဒီယိုအက်ဒစ်တွေတွားလုပ်လို့ရပါမယ်ဒီမှာအက်ဒစ်မိုးထဲတွားလိုက်ပါဒါဆိုရင်ကို ပြင်ရမယ့်ဗီဒီယိုဒီထက်မှနေရာလေးရောက်လာပြီဒီမှာသူတို့ကမတူညီဘူးဆိုတူညီအောင်ဒီမှာညှိပေးလိုက်တယ်ဆိုရင်ဒါလေးနဲ့ဒီလိုလေးကိုတူညီစွာနဲ့ဒီလိုဗီဒီယိုလေးနှစ်ခုကိုဒီမှာဖြတ်တောင်းလိုက်တယ်ဆိုရင်ဒါကိုတင်ချင်တဲ့ဗီဒီယိုပုံစံလေးကရသွားပါပြီနော်โอเคအားလုံးကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့ export ကိုထုတ်လိုက်လို့ရပါပြီ မိကွန်းမိထားတဲ့ပန်ရှင်လေးလည်းအဆင်ပြေကြပါစေ